နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးအစားတတ်မှတ်ပေးဖို့လိုတယ်။ တချို့အရာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့နိုင်ငံအကြီးအကဲပေးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥတလီဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှုသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျဲသီးရရှိနေဘူးလားဆိုရင်မျိုးပုံကိုပေါ်ပါတယ်။ကျမတို့ဒီလည်းပဲတိုင်းပြည်လုံးချုံကြီးအမျိုးသားလုံးချုံကြီးကိုကြည့်ဖို့လိုအပ်တယ်။အဘောင်ကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့။ အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ຢာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ຢာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တဲ့ကိစ္စအပရိကိုတောင်းပန်လိုက်တဲ့မပူတူရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ မင်္ဂလာပါမျိုးကြီးကျွန်မမဘုဒ္ဓမဟာသေးပါရှင်တိမ်ဖုံးနေလားအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလက်ပြုတစ်ချက်တော့မဟုတ်ပါဘူးမတမတော်ရအောင်ပါတယ်မှာကျွန်တော်မြန်မာနိုင်ငံကြီးကအကြောင်းမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေအကြောင်းမျိုးကိုပြန်လည်ချေချနေထိုင်နေဖြစ်တယ်။ဒါကြောင့်မလို့မကြခဲ့ပါအကြောင်းမှာရှိရစာသင်ကျောင်းတွေပြန်ဖွင့်တော့မယ်။ခရီးတငယ်တွေပညာသင်ကျောင်းဖွင့်ရတော့မယ်။စီယုံစီရံတွေပြန်ပြီးဖွင့်တော့မယ်။ဒီလူတွေကိုချက်မှန်ရအောင်ဆောင်ရှားမှုပေးနိုင်အောင်မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လို့ထုံးနေတဲ့တရင်တွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲတော့ဖုံသွားတယ်။ ဆိုတော့လက်ရှိမှာဒီပလီဒိဋ္ဌာနပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်နှစ်ခုရှိပါတယ်ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအောက်ဆုံးလက်စုကွဲသွားတယ်တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုယ့်ကိုယ်ဂျုံးစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စုနှစ်စုကွဲသွားတယ်ဆိုရင်လူတို့ရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဒီဇယ်ဥပဒေရ ဟာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပြပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော်စုဆွေးရလက်ထက်ဆိုရင်ရောသူတို့အမေစုဆွေးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တော့ပြန်လဲကြားရတယ်။တော်စုဆွေးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။တည်စေအာနာပိုင်အစိုးရကိုသူတို့ပုံကန်ရင်စန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျူးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်တော်စုအစိုးရအာနာပိုင်ရှိခဲ့တဲ့ကာလတော့ငါနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်နေခဲ့ကြတာပါ။လက်ရှိချိန်မှာတော်စုကိုဝေဖန်နေရဆိုတာတော်စုကအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်။ ော့ဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိုင်ချုံပြီးအဘခင်မှာဘုံမှာရဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပါဆိုတော့ကျမကပြောကြရှင်ရင်တိုင်းမျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူနဲ့မှာ အာစီးပွားရေးရှုပ်ရှင်ငွေကြေးရှုပ်ရှင်လူမှုရေးရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမြေသူတိုးတောင်စီကမှဘသူအရေးကမှဘသူအရေးကမှမခိုခဲ့တဲ့အတွက်ဘယ်သူနည်းမှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျွန်မဒီပြောပြချင်ရင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျွန်မပြောပြချင်ရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနည်းမှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူးဆိုတော့လက်ရှိမှာအာဒီဗလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆဲဥပဒေရရပိုင်ခွင့်ရ၂၈ချေဦးရပေးပါတယ်ဆိုတဲ့တုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝရီရက်ကွက်မှာ ဥတင်နိုင်အမည်နဲ့ဥပန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝင်ချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လားချပေးမိမယ်နော်လက်ရှိဘောကဝတီရက်ကွယ်ပြင်မနာမြို့မှာစွန်နီနဲ့ရှိရာအတွင်းမြေနေရာနှစ်နေရာဥတင်နိုင်အမည်နဲ့ဥပန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေကွက်တွေကစီပင်ကခွင့်ပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင့်ပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းကိုချစ်ချင်ညွညွရေးဖွဲ့ဖို့နိုင်ငံတော်အကြီးအကဲကပေးလိုက်တဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လား ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးကအခုဘာသာပေါင်းစုံပြည်ပခအဖြစ်ရေးကိုဦးတည်နေပြီဆိုတာခလာတို့တရေထားမိသလား ်ဒီပလီကိစ္စကိုပထမဆုံးစလို့ရစပြီးပြောတဲ့ကအစ်မပြောခဲ့ရဲ့နောက်နေပြီးတော့ပလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတန်းနေတာကရန်လုံးရန်ကုန်မြို့လက်ကောင်မှာရှိရဲ့စုလီပြားရဲ့အစ္စလန်ဒီရဲ့ပြည်ကြီးရဲ့ခရီးရန်ဒီရဲ့ချက်ချောင်းရဲ့ကိုအရင်ဆုံးပြင်းပြင်းပြီးရဲ့လို့ကျွန်မပြောခဲ့တယ်ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ရပေးမယ်အားလုံးကငင်းငင်းချက်ချက်အထူးရှင်းတွက်နေထိုင်လို့ရတယ်ဆိုတဲ့သဘောဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအခြေခဲ့ကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနည်းအားဖြင့်တစ်ခွဲတစ်ပြားစီပေးလို့မသိတော့ဘူးပေးလို့လည်းမရဘူးပေးမယ်ဆိုရင်တော့စုလီ ဖျားနဲ့ဒီခွေရံလေးချက်ချောင်းလေးအစ္စလမ်နေပလီလို့တနေရာထဲမှာတဆုတ်တဝေးတဲ့ပေးဖို့လိုရတယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လေဒီလိုတနေရာထဲမှာတဆုတ်တစီတဲ့နဲ့ချပေးပါပြီးရင်အဆောက်အအုံဆိုလို့ရှိရင်လေခွေရံလေးကလည်းသူတို့ဘတ်ဂျက်နဲ့သူကလည်းသူတို့ဆောက်မယ်အစ္စလမ်နေကလည်းသူတို့ဘတ်ဂျက်နဲ့သူကလည်းသူတို့ဆောက်မယ်ဆိုရင်ရှင်တို့တွေတည်ပြီးသွားတယ်နောက်10နှစ်15နှစ်နဲ့20ကျမတို့တည်ပြီးသွားတယ်နောက်10နှစ်15နှစ်20မှာဒီအစ္စလမ်နေသူတို့ရဲ့ဘလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဘလီကိုထပ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အမခံချင်မပေးနိုင်ဘူး ဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲဘယ်သူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘယ်သူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအယွယ်စားမီးအေးကနောက်တစ်ထက်လားနှစ်ထက်လားစတင်ပြီးအကုန်လုံးကိုအချိုးအစားတတ်မှတ်ပေးဖို့လိုတယ်တချို့ຢာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့ တာနိုင်ငံအကြီးအကဲပေးတဲ့နေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုနေနေရာကဥတလေဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချက်အချက်ကိုတက်ရှုပ်သွေးခွင့်ရတိုက်နေပြီးတော့စီပင်ထဲမှာဖျက်သီးရရှိနေဘူးလားဆိုရင်မျိုးပုံကိုပေါ်ပါတယ်ဟုတ်အဲ့လိုလဲဆိုတော့ဒီပြည်ခမ်းပြောပါတီရဲ့အကြီးကဲနေပြီးတော့စီမင်း sorry နေပြီးတော့ကောင်းစီဥက္ကဋ္ဌဖြစ်တယ်ပြည်ခမ်းပြောအကြီးကဲဘူးလဲဦးလာဆွေကိုယ်တိုင်ကစီမင်းကတာဝန်ရှိတဲ့သူလူကြီးတွေကိုမေးထားတာစီမင်းကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတင်တိုင်းဥတန်းတွန်းတို့ကနေပြီးတော့စီမင်းရဲ့ခွင့်ပြုချက်နဲ့စောက်လုံနေတယ်ဆိုရင်ဒီညမှာ နိုင်ငံကြီးကပေးတဲ့မြေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တစ်ချုံလက်တစ်လုံးချလုပ်ပြီးမြေခွက်နေရာရှားယူနေတာတက်တဲ့ဆိုတဲ့အခြေအနေကိုပေါ်နေတယ်။ဆိုတော့ဒီလက်ဥပဒေကပေးရပါတယ်ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီမြေနေရာဟာနိုင်ငံကြီးကတရားဝင်ချပေးတဲ့မြေနေရာဖြစ်ကြောင်းခင်ဗျားတို့တက်တော့ပြဖို့တော့လိုပါလိမ့်မယ်။ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလာမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ကိုကာကွယ်နေကြတယ်။ ခုဘက်မှာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ဂျူးတွေရဲ့ဖခင်ကြောင့်ပုံခွဲတိုက်ခတ်ခံရတယ်ဂျူးတွေရဲ့ဖခင်ကြောင့်အဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်เนาะကားနဲ့ဝင်တိုက်ဓာတ်နဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်เนาะအဲ့ဒီလိုပဲတစ္ဆက်ထဲမှာပဲဟိုဂျာမနီမှာလေစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုး တည်ယဝင်ကျင်းရနေပြီเนาะဒါအပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမဂ္ဂ EU ထဲမှာရှိနေတဲ့တရားမဝင်ဖလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှန်ဟီယာဥပဒေကိုထောက်ခံတဲ့အစ္စလာမ်ဘက်တွေအကုန်လုံးကိုပြည်နယ်တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ဖော်ပြောနေပြီဒီကမ္ဘာလုံးမှာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကဲအမျိုးသားလုံခြုံရေးကိုဦးထိပ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအဘလုံခြုံရေးအဘကြီးပွားချမ်းသာရေးကြည့်နေလို့မရဘူးကျမတို့ဒီလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံခြုံရေးကိုကြည့်ဖို့လိုအပ်တယ်အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမဖြစ်ပါနဲ့ အဖကိုလည်းချစ်ပါတော့တော့တိုင်းမီကိုလည်းမပြစ်ပါနဲ့ကျမတို့ကတိုင်းမီနဲ့အဖတိုင်းမီနဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းမီပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ယာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ယာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်ဒီဆုံးသွားသူတို့၏အမိများမဲဆင်းတွင်ပါနေကြောင်းကြန့်ခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်ပြော နေပြည်တော်တွင်မဲဆွယ်နေသောကြန့်ခိုင်ရေးပါတီထိတ်တန်းကောင်းဆောင်တဦးဖြစ်သူဦးလဆွေကလာပိုင်းတွင်ကျင်းပမည့်ရွေးကောက်ပွဲအတွက်မဲစည်ရင်မာရွေးနေသည်ကိုစစ်ဆေးတွေ့ရှိရသည်ဟုအောက်တိုဘာ9ရက်နေ့တွင်ပြောဆိုလိုက်သည့်ဥပမာမင်္ဂလာဒီပတ်လိုရက်ကွက်မျိုးမှဆိုရင်ရက်ကွက်အုပ်ချုပ်ရေးမှုတော်မပါဘူးဗျာရက်ကွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစည်ရင်မပါဘူးကျန်တဲ့လူတွေပြောမနေနဲ့အဲ့ဒီလူတွေဖြစ်တဲ့တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်နောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေ အဲ့ဒီလူတွေလည်းပြန်ပါနေတယ်ဟုသူကအွန်လိုင်းတွင်ရုတ်တံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်းဖြစ်သည်။ကွာရာကတော်တော်ကွာရာ900မှ300ရလောက်ကွာနေတာဒါကတိတ်မကောင်းဘူးမဲစင်းမယွင်းမှုနဲ့ကျင်သားရနေသောမြန်မာနိုင်ငံတွင်စစ်တပ်ကထိုစရင်အကြောင်းပြအာဏာသိမ်းထားစဉ်ပေါ်ထွက်လာသောဥလဆွေဤပြောဆိုချက်မှအွန်လိုင်းတွင်နေတွင်ချင်းပြန့်နှံ့သွားသည် 2013ခုနှစ်အတွင်းကအမျိုးသားလွတ်တော်၌ငင်းကြဲရင်နှင့်ဆိုင်သည့်အဆိုတစ်ခုဆွေးနွေးရာတွင်စစ်အရာရှိဟောင်းလွတ်တော်အမတ်ဦးလာဆွေကကချင်လွတ်လပ်ရေးတမတော် KF ကိုရွှေလက်ဖြင့်ခေါ်လို့မလာလျင်ဘူးလက်ကြည်စန်းဖြင့်ခေါ်မိဟုပြောဆိုရာမှဘူးလက်လာဆွေဟုနာမည်ကြီးလာသည် သူကလည်းထိုးထိုးခေါ်ဝေါ်ခံရပြီးနောက်သူ၏ကလောင်မီထုတ်ဝေသည့်ဂျာနယ်အမည်တို့တွင်ဘူးလက်ကိုထည့်သွင်းခဲ့သည် ယခုအခါပါတီ၏ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌတာဝန်ယူထားသောဘူးလလဆွေသည်စစ်တပ်ကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲတွင်ဝင်ပြိုင်မည်ဖြစ်ပြီးပုပ်ပတိရီမျိုးနယ်ရက်ွက်ကြီးရွာများတွင်လှဲ့လည်မဲဆွက်လျက်ရှိသည့်ဂင်းတို့၏ပါတီဥက္ကဋ္ဌဦးခင်ကြီးကလည်းမဲဆွက်ခီးထွက်နေပြီးအောက်တိုဘာ3ရက်နေ့ကရန်ကုန်တွင်အမျိုးသား၏အမိခံပါတီဝန်ရံသူမိတ်ဆွေများကိုတွေ့ဆုံကြောင်းသတင်းထုတ်ပြန်ထားသည်